တအုမအချင်းကပ်ဘူးတော့တဲ့ဒုတိယကုံမှာတဲ့ခွဲမွေးတင်လားယူယူပွဲမွေးတင်လားတဲ့အချင်းကတ်တာကိုဘယ်လိုမျိုးသိနိုင်မလဲပြောပြပေးပါမယ်။တင့်တွေအချင်းကတ်နေချောင်းဆရာဝန်ကတန်တရားရှိပါကတင့်အချင်းတွေကိုစစ်ဆေးပြီးအချင်းတွေတအိမ်တွေတရှိ နေတော့အနေအထားကိုသိရှိရန် လိုအပ်ရင်အတန်လိုင်းဓာတ်မှန်ရိုက်ခြင်းတန်လိုင်းဓာတ်မှန်ရိုက်ခြင်းတို့ပြုလုပ်ပါမည်တဲ့ထို့စစ်ဆေးမှုများသည့်နာကျင်ခြင်းမရှိသလိုတင်နေတဲ့တရီသာအတွက်လည်းစိတ်ချရသောစစ်ဆေးမှုများလည်းဖြစ်ပါသည်တဲ့ထို့ပြင်တဲ့ ွေးစစ်ခြင်းဖြင့်တရေသားလေးမှထွက်သောပရိုတင်းဓာတ်ပရိုတင်းဓာတ်သည်အချင်းကပ်သူများတွင်မြင့်မားနေနိုင်ပါသည်တဲ့အချင်းကပ်ခြင်းကိုဘယ်လိုမျိုးကူးသနိုင်မလဲတဲ့တင့်တွင်အချင်းကပ်နေပြီဟုယောဂရှာဖွေချက်များကအတီးပြုတ်ပြေးလင်းတဲ့တင့်ဆံဝန်ကတဲ့တင့်ကိုယ်ဝန်ကိုခွေယူဆိုင်ဆောက်ရှောက်ခြင်းတင့်ကိုဖြစ်နိုင်လင်းဖြတ်ထုတ်ရမလို့ပဲနဲ့ခွဲမွေးနိုင်ရန်အချိန်ဆရာများရည်ဆွဲခြင်းဖြင့်တဲ့ စသည့်လိုအပ်ချက်များကိုပြုလုပ်ပေးပါလိမ့်မည်တဲ့ထို့ကြောင့်တင်ဒီနောက်ထပ်ကလေးယူရန်ဆန္ဒရှိမရှိကိုခွဲစိတ်ဆောင်နဲ့တိုင်ပင်တင်မှသည်တဲ့ထို့ပြင်နဲ့ခွဲစိတ်ကုသနိုင်ပြီးနိလများကိုလည်းတိုင်ပင်ကားတဲ့တင်နဲ့အတင်းတော်ဆုံးကိုရွေးချယ်တဲ့မှာဒီတဲ့ညီမလေးမအကြံပေးတာကတော့ဗောနော်ခလေးပထမတစ်ယောက်မှာအချင်းကပ်ဘူးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒုတိယတစ်ယောက်မှာလည်းအချင်းကပ်နိုင်ချေရခင်တော့ရှိတယ်ဗောနော်အဲ့ဒီတော့ကြောင့်မလို့ ကိုပြနေတဲ့ဆောင်ုံနဲ့တေချာလေးပြောပြပါဘောနော်ပထမတယောက်မှာတော့အချင်းကပ်ဘူးတယ်အချင်းကပ်ဘူးတာကရေမွေးပြီးတော့အချင်းကတ်ခဲ့တာလားဘယ်လိုမျိုးလဲဘောနော်ခွဲခွဲမွေးထားတဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့ဒီချုပ်ယိုးเจ้าမှာဒီအချင်းကကတ်နေမယ်ဆိုလို့ရှိရင်ဘောနော်အဲ့လိုမျိုးအချင်းကတ်နိုင်ကြည်ရခိုင်တော့လည်းရှိတယ်။နောက်ပြီးတော့အဲ့အချင်းကတ်တယ်ဆိုတာကဘောနော်အချင်းကတအိမ်သေးကိုဘောနော်တအိမ်နေရံကိုထိုးပေါက်ပြီးတော့ ခွာမရတဲ့အထိအဲ့လိုမျိုးကတ်နေပြီဆိုလို့ရှင်ဒီဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှင်အဲပထမပြောသလိုဆရာဝန်နဲ့တခြားတိုင်ပြီးပြီးတော့ခွဲမွေးလို့ရတယ်ဆိုရင်ခွဲမွေးပေါ့နော်တကယ်လို့အဲ့လိုမျိုးမှမရဘူးဆိုလို့ရှင်အချင်းကနေတအိမ်နေရာမှာတစ်ခုလုံးကတ်ပြီးတော့မှလုံးဝခွာမရတော့ဆိုလို့ရှင်အဲ့တအိမ်တစ်ခုလုံးမှထုတ်လိုက်ရမယ်နော်မထုတ်လို့ရှိလို့ရှင်လည်းသွေးတွေတုံပြီးတော့မှနိုင်ရင်အပိုင်းအတွင်းပေါ့နော်အသက်ကပိုးတွေဝင်ပြီးတော့အသက်ဆုံးရှုံးနိုင်တယ်အဲ့ဒီတော့ကြောင့်မလို့အချင်းက ကတ်နေပြီဆိုလို့ရှိရင်တော့တအိမ်ထုံနိုင်ထုတ်ရဖို့ရကန်တို့များတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုကားပေါ့နော်တေချာလေးဆရာဦးနဲ့တိုင်ပင်ပြီးတော့မှခရူးဆိုင်ဖို့အကြံပေးချင်တယ်နော်အချင်းကတ်တာကအဲ့လိုမျိုးကတ်ပြီးတော့မှပေါ့နော်ဟိုတိုင်တစ်ခုလုံးထုတ်လိုက်ရပြီးတော့နောက်ပိုင်းကျတော့ခလေးယူလို့မရတော့ဘူးเนาะအဲ့လိုမျိုးတွေက ဟိုတာဖွားမီရဲ့စာအုပ်မှာမမဖတ်ဘူးတဲ့အတွက်ကြောင့်မလို့ပြပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဦးနဲ့တေချာတိုင်းမင်ပါလို့အကြံပေးချင်ပါတယ်နော်ပုံဆောင်ကျမ်းမာရေးဖြစ်စာအဟာရနုမုတ်ကိုလည်းမူလေးစီမှာမာယူလို့ရပါတယ်ထိုင်းမလေးစင်ကာပူအကုန်ပို့ပါတယ်ရှင်တိချင်တာရှင်ကောမမမှန်ခဲ့ပါကျေးဇူးတင်ပါတယ်